ကွေလေးဖြစ်မြောက်ဖို့အတွက်လည်းခက်ခဲရည်အားကြီးရှိခဲ့ပါတယ်။ဒီလိုဖန်တီးမှုတွေကစသည်စရာကြောင့်လည်းပဲဂျူပန်ကထုတ်ပြီးတော့ဖန်တီးခဲ့ပါတယ်။ဟာခင်ရဲ့အမွေကိုစက်ခံပြီးမြမတန်စင်တချင်းတွေကိုပဲရေးသားတီဆိုနေတဲ့အဆိုတော်ဝေမှုတရားပရဟိတအကျိုးဆောင်တွေအလှခံနိုင်မှုဓမ္မတေးအော်ဘန်တစ်ခုကိုထုတ်ဝေလိုက်ပါပြီ။အရင်နှစ်တွေနဲ့မတူပဲနိဗ္ဗာန်စော်တွေဖြစ်ကျောင်းသူကျောင်းသားတွေပါအင်တိုက်အားတိုက်ပါဝင်လာတာကြောင့်အခုဖြန့်ချီရောမယ်အလှခံလာပြီကွတေးအော်ဘန်မှာ ပရဟိတစိတ်ဓာတ်တွေနိုးကြလာအောင်တည်ဆူထားပါတယ်။ဟုတ်ကဲ့မနစ်ကကျွန်တော်တို့အလူကံပါပြို့မှာတော့ကျွန်တော်တယောက်တည်းဆိုထားတာပေါ့။ဒီနေ့တော့ကျွန်တော်ကဟိုနိဗ္ဗာန်တော်လေးတွေအကျိုးတော်သူအကျိုးတော်ကြောင့်လေးတွေမင်းကလေးတွေရောပေါ့နော်။ចောင်းသူចောင်းသားတွေပါဟိုကျွန်တော်တို့တွေ့နေရတဲ့ခါကျတော့လူကံလူကံနေမှာ ပရိုက်တာလုပ်ငန်းတွေမှာမိန်းကလေးတွေရောယောက်ျားလေးတွေရောနောက်မျိုးသားမျိုးသမီးတွေနိုင်ငံတော်ကြီးတွေအဲ့လိုတွေ့နေရတဲ့ခါကျတော့ကျွန်တော်ဒီခွေလေးကိုကျွန်တော်ဟို group ပုံစံမျိုးလေးပေါ့နော်ဂျူရယ်ဆောင်ပုံစံလေးမျိုးကျွန်တော်ကတင်းတန်းချင်ငင်းကြီးဆောင်ကိုအကူကြီးတောင်းပြီးတော့ကျွန်တော်စုပစ်သွားတာပါ။ကျောင်းသားကျောင်းသူတွေနဲ့ပရဟိတအကျိုးဆောင်တွေအားလုံးပါဝင်နိုးကြနိုင်ဖို့အမျိုးသမီးအဆိုရှင်အဖြစ်ငင်းကြီးဆောင်ကလည်းအားဖြည့်တည်ဆို့ထားပါတယ်။ ဟုတ်ကဲ့ပါဒီခွေလေးကပရိုက်တာကျိုးတော်ဆောင်တွေနိဗ္ဗာန်စော်တွေနဲ့ဓမ္မမိတ်ဆွေတွေရဲ့လက်ဝဲတို့ရောက်ရှိစေခြင်းနဲ့ဆန္ဒလေးနဲ့ပေါ့နော်သူတို့လှုပ်ခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်တိချစ်တဲ့ချစ်ပရိသတ်ကြီးကသူတို့ရဲ့ခွေလေးကိုအားပေးပါလို့ပြောကြားတင်ပါတယ်ရှင်ပရိသတ်ကြီးကိုထူးပဲကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့သချင်းဆယ်ဘုံလုံးမှာမြမတန်စင်စစ်စစ်မဟုတ်ဘဲပေါ့ဂီတာနဲ့ပေါက်ဆက်တီးဆိုထားတာကြောင့်အလူကန်သချင်းနိဗ္ဗာန်စော်သချင်းကထိန်သချင်းစသဖြင့်အစုံလင်နဲ့စူးစမ်းပြီးတီးဆိုထားတာကြောင့်အားပေးကြဖို့လဲတိုက်တွန်းခဲ့ပါတယ် ပြိတက်တယောက်အမြင်နဲ့ဆိုရင်ဒီတချင်းလေးရဒီတခွေလုံးမှာပါနော်သူပြိတက်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်သူကအလူခံတချင်းမဲမဟုတ်ပဲနဲ့သူကစွန်းလောင်းတချင်းလေးလည်းပါတယ်အလူခံတချင်းလေးလည်းပါတယ်ပြီးတော့ကျွန်တော်ပေါ့စွန်းလောင်းရဲ့အတိတ်ပဲလေးပေါ့နော်ဘာမှပြုံးမဲ့အမျိုးမျိုးဖွင့်လို့ရရပေါ့နော်အဲ့ဒီအတွက်ကြောင့်အတိတ်နဲ့တည်းတည်းပြိတက်အနေနဲ့တိုက်နေတတ်ပါတယ်အဲ့လိုမျိုးသူပေါ့နော် music video ထဲမှာသချင်းစုစုပေါင်း10ပုတ်ပါဝင်တဲ့အလူကန်လာပြီးကွယ် album ကို လာပြည့် video နဲ့ day series ထုတ်လို့ရေးကစက်တင်ဘာ22ရက်ကနေစတင်ဖြန့်ချီသွားမှာဖြစ်ပါတယ်။